Elon Musk အလုပ်ရှုပ်လို့ရုံးမအိတ်တယ်ဆိုပြီးပေါ်လာပြန်ပြီကလေးနှစ်ယောက် What သူရုံးကအလုပ်သမားနဲ့ရခဲ့တာဆိုရဲ2022ရနောက်ဆုံးပေါ်သတင်းလေးပါ Um okay Elon Musk ကလေးပဲနေအောင်လဲကုကားမှာရှာလိုက်တချို့ကလည်း9ယောက်တချို့ကလည်း9ယောက်တချို့ကလည်း10ယောက်အမျိုးမျိုးသတင်းထွက်နေပါတယ် Elon Musk ရဲ့အိမ်တော်ကြီးအတီကျောင်းသိချင်းကဲလေ့လာကြည့်အောင်ပထမမိန်းမှာ Justin Musk နဲ့အမွာ9ယောက်ဖွာခဲ့တယ်ပြီးတော့အမွာ3ယောက်စုစုပေါင်း9ယောက် ဒုတိယမိန်းမထလူလာရိုင်လီနဲ့နှစ်ချိန်မင်္ဂလာဆောင်ခဲ့တဲ့ကလေးတယောက်မှမထွန်းကားခဲ့ပါဘူး။မင်းသမီးအမ်ဘာဟန်နဲ့လည်းတနစ်တွေ့ခဲ့တဲ့ကလေးတော့မရခဲ့ဘူး။အဆိုတော့ Grime နဲ့ကလေးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ Grime နဲ့ဒုတိယကလေးမရခင်လပိုင်းအလိုမှာပဲ Elon Musk Company ဝန်ထမ်းနဲ့အမွာနှစ်ယောက်ရခဲ့ပါတယ်။ဒီကိစ္စတော့မီဒီယာတွေက2020မှာမှသိရတာပါ။ကဲပေါ်လာပြန်ပြီနောက်နှစ်ယောက်ဆိုကြပါစို့။နောက်ထပ်ပဲနှစ်ယောက်ပေါ်လာဖို့ရှိလဲစောင့်ကြည့်ရင်ဘီလီယံနာကြီးရဲ့အိမ်အောင်ရေးမိသားစုရဲ့ လေ့လာကြည့်အောင် Justin Mass နဲ့1998ခုနှစ်ကနေ2008ခုနှစ်ထိတွဲခဲ့ပါတယ် Justin ကိုတက္ကသိုလ်ဘဝကရေယာချစ်ကြိုက်ခဲ့တာပါ ဂျက်စတင်ကတော့အရန်ကိုချောမောလာပါပြီတက်ကတူမှာဝိုင်းဝိုင်းလိုင်းချစ်ချိုက်တဲ့လူပေါ်ခဲ့ပါတယ်ဂျက်စတင်ကိုအိုင်စကရင်သွဆဖို့အီလွန်မတ်ခေါ်ခဲ့ပူပါတယ်ဂျက်စတင်မလာနိုင်ဘူးဆိုတာနဲ့အိုင်စကရင်ဝယ်ပြီးစားသင်ငန်းတဲ့ဒီကိုပို့ခဲ့ပူပါတယ်အီလွန်မတ်စာစူးစမ်းလို့ရှိရင်ဘယ်တော့မှဇွဲမလျှော့တဲ့လူပါဂျက်စတင်ကိုတယ်လီဖုန်းလိုင်းကနေဖုန်းခေါ်တယ်ဆိုလို့ရှိရင်လည်းဖုန်းမကင်မချင်းတဲ့သူမချပါဘူးလိုချင်တာရဖို့ဇွဲရှိတဲ့သူပါစီးပွားရေးလုပ်ငန်းတွေမှာမဟုတ်ပါဘူးအခြေအမှလည်းအတူတူပါပဲ တခါတုန်းကအီလွန်မတ်စာဂျက်စတင်ကိုနင်းစီပန်း12ပွင့်နဲ့ကြီးစားစာ12ဆောင်တစ်ချိန်တည်းမှာပေးခဲ့ပူပါတယ်ဒီလိုကျင်လာတဲ့လောက်ရတွေကြောင့်ဂျက်စတင်ဟာဟမ်မဆောင်နိုင်တော့ပဲအီလွန်မတ်စ်ကိုကြွေခဲ့ရတာပေါ့ဂျက်စတင်ကစာရေးဆရာမတစ်ယောက်ပါစာဖတ်ရတာဝါသနာပါပါတယ်အီလွန်မတ်စ်ဆက်ဆတွေ့ကြက စာအုပ်ဆိုင်သွားလဲခဲ့ဘူးပါတယ်။ကဲဖတ်နိုင်တဲ့စာအုပ်တွေဝယ်ကွာဆိုပြီးတော့မှ Elon Musk ကသူ့ရဲ့ credit card ကိုပေးခဲ့ဘူးပါတယ်။ relationship အစမှာချစ်သူကိုအရန်လိုက်လျောခဲ့ပါတယ်။ Zip2 company ရောင်းလို့ millionaire ဖြစ်လာတော့အိမ်ဝယ်ပြီး Justin ကိုပို့ပြီးအချိန်ပေးခဲ့ပါတယ်။ယောက်ျားနဲ့မယားရှာနဲ့သွားဆိုတာကြားဥမှာပါ။ကြိုက်တဲ့ခါလဲကြိုက်မိကြတာပေါ့။ပြဿနာကင်းတယ်ဆိုတာတော့မရှိပါဘူး။သူတို့စကားများရင် Justin ကငါနဲ့ရဲ့ company ဝန်ထမ်းမဟုတ်ဘူး။နှစ်ဘွားလက်တွဲပေါ့နော်ဆိုပြီးအချိန်ချင်းတတိပေးခဲ့ရပါတယ်။ ဒေါသကြီးကြီးနဲ့ Elon Musk ကတော့နေသားကအလုပ်သမားဆိုရင်အလုပ်ထုတ်ပြီးတာကြပြီဆိုပြီးပြန်ပြောလေးရှိပါတယ်။ Justin က Elon Musk နဲ့တွေ့တဲ့အချိန်မှာရီးစားဟောင်းတွေကဖုန်းခေါ်လို့နောင်ကျင်ခဲ့ကြတာတွေရှိကြပါသေးတယ်။ Justin ကဒီလိုမခေါ်စေချင်ငါ့ကိုလက်ထပ်ဖို့တောင်းဆိုပါလားပြောခဲ့ဘူးတယ်။စကားတော်မဆုံးခင်လမ်းမေးမှတင်ဒူးထောက်ပြီး Elon Musk Justin ကို propose လုပ်ခဲ့ပူပါတယ်။နောက်နေ့မှာတော့ ဲ့ဒီနေရာမှာပဲသူလက်စွပ်ဝဲပြီးတော့မှတည်တည်ချာချာလေး propose လုပ်ခဲ့ပါတယ်။ Elon Musk ရဲ့ကျင်နာမှုယူရမှုတွေကြောင့်မို့ဘောဟာအမြဲတမ်းသာယာမှာပါလို့ Justin ထင်ခဲ့ပါတယ်။ Elon Musk ကို Alexander the Great ဘုရင်နဲ့တောင်နိုင်ရှင်ခဲ့မှုပါတယ်။ Oh my 2000ခုနှစ်မှာပထမဆုံးသား Nevada Mass သူတို့ဘဝရဲကိုရောက်ခဲ့ပါတယ်။လပိုင်းမှာတဲ့ Sudden Infant Death Syndrome နဲ့ဆုံးခဲ့ရပါတယ်။ဒီကံကြမ္မာဆုံးနဲ့ပြန်ဆက်မရအောင်အစအစခြေခွဲပြီးတဲ့နောက်မှာတော့ Elon Musk နဲ့ Justin တို့ဟာစိတ်ဝမ်းကွယ်မှုတွေပို့ပြီးတိုးလာပါတယ်။ဒီလိုနဲ့ဘဝခီးဆိုင်ရင် IVF လို့ခေါ်တဲ့ဖမ်းပြွန်တဲ့ဒေသနီးနဲ့ Justin Musk က Vivian နဲ့ Griffin လို့ခေါ်တဲ့အမွာနှစ်ယောက်ဖွားခဲ့ပါတယ်။မကြာခင်မှာပဲထပ်ပြီးအမွာ၃ယောက် Kai Saxon Damian ထုံငါခဲ့ပါတယ်။၅ယောက်လုံးကြားရကြီးပဲ။ဆယ်နှစ်ကြာတဲ့နောက်မှာတော့သူတို့တွေလမ်းခွဲကြပါတယ်။ဒီလိုလမ်းခွဲတဲ့အချိန်မှာ Justin က20 million US dollar ရခဲ့ပါတယ်။ Elon Musk ရဲ့ပိုင်ဆိုင်မှုနဲ့တွက်ကြည့်မယ်ဆိုရင်တော့ Justin တို့ပဲကြီးလို့တထုပ်စာပတ်စံပေးခဲ့ရသလိုပေါ့။ Justin အပြက်ပြီး2008ခုနှစ်မှာ Elon Musk လန်ဒန်ကိုရောက်ခဲ့ပါတယ်။မိတ်ဆွေတယောက်ကချိတ်ဆက်ပေးမှုကြောင့် Tesla Ride နဲ့တွေ့ခဲ့ပါတယ်။ London Mayfair မှာရှိတဲ့အထက်တန်းသတိတွေတွားတဲ့ club တစ်ခုမှာဆုံခဲ့ကြတာပါ။ Tesla Ride က British actress တယောက်ပါ။ Elon Musk အတူတွဲရတာမလွယ်တဲ့အလုပ်ပါလို့သူပြောခဲ့မှုပါတယ်။ညအိမ်နေရင်တန်လန်ညသကောင်ထပြီး အမေရိကသူကော်မဏီတွေကိုဖုံးဆက်ခဲ့တဲ့ညတွေမနှဲပါဘူးအချိန်တိုအတွင်းမှာပဲတယောက်နဲ့တယောက်အရန်ကိုချစ်ကြွဝင်ခဲ့ကြပါတယ် Elon Musk နဲ့ Nisa ပေါ့အမေရိကကို Tellular Rail လေးပြောင်းရွှေ့ခဲ့ပါတယ်2008ကနေ2010ခုနှစ်ထိပထမဆုံးအချိန်သူတို့လက်ထပ်ခဲ့ကြပါတယ် Tellular Riley နဲ့ Justin Musk ဟာတယောက်နဲ့တယောက်မညဉ့်ဉင်ပဲခင်မင်စွာဆက်ဆံခဲ့ကြပါတယ်။ Justin နဲ့ Elon ရဲ့ကလေး၅ယောက်ကိုကိုယ်ကလေးလိုပဲခရီးဆက်ခဲ့ပါတယ်။ ဒီလိုလမ်းခွဲပြီးသုံးတဲ့အချိန်မှာတော့သူတို့ဒုတိယအချိန်လက်ထပ်ပြီးဘဝလက်ထပ်ဖို့အဖြစ်ပြန်ပြီးစူးစမ်းခဲ့ကြပါတယ်။2023မှာဒုတိယအချိန်မင်္ဂလာဆောင်ပြီး2016မှာပြန်ပြီး꿰ခဲ့ပါတယ်။ Tallulah Riley နဲ့ပြတ်ခဲ့တဲ့နောက်2016မှာ Johnny Depp နဲ့ Amber Heard လည်းအိမ်တော်꿰နေတဲ့အချိန်မှာဒိတ်ကြရော Elon နဲ့ Amber Heard 2016တနှစ်လောက်တော့꿰ခဲ့ကြပါတယ်။ရရှိ꿰လို့မဖြစ်နိုင်တာကိုသိတဲ့အတွက်နှစ်ယောက်လုံးအတူလမ်းခွဲကြပါတယ်။2018မှာတော့ Canadian အဆိုတော် Grime နဲ့ဇလန်းစားခဲ့တာပေါ့။ Grime မှာအရင်ကအောင်မြင်နေတဲ့ Canadian အဆိုတော်တယောက်ပါ Visual Artist တယောက်လည်းဖြစ်ပါတယ် Music Video တွေကိုထုတ်တဲ့ Producer တယောက်လည်းဖြစ်ပါတယ်ကဘာပေါ်မှာအတော်ဆုံးဂိမ်းသမားကငါချစ်တယ်ဒီဂိမ်းသမားကတော့ငါထက်သူ့ရဲ့ဂိမ်းကိုပိုချစ်တယ်ဆိုပြီး Player of Game ဆိုတဲ့ကောင်းစင်နဲ့တချင်းထုတ်ခဲ့ပူပါတယ်ဒီအတွဲကတော့ကဘာပေါ်မှာအစမ်းဆုံးအတွဲပဲဗျတအိမ်နဲ့လည်းအတူတူမနေကြဘူးနေရောင်လုံးကိုအိမ်ကိုစီး ကိုလုပ်ငန်းကိုစီနဲ့ busy ပဲတယောက်နဲ့တယောက်အားရင်အားသလိုတွေးကြတယ်အချိန်တော်တော်များများကတော့အဝေးကချစ်နေမယ်ဆိုတဲ့အတွဲလေးပါ အဝေးကချစ်လိုက်အနီးကချစ်လိုက်နဲ့2020မှာတော့ဒါလီ X ဖွားခဲ့ပါတယ်ဒါနာမည်အပြည့်စုံကတော့ XAE A12 ပါ AE ဆိုတာ Ash လို့အတန်းထွက်ပါတယ်တနစ်ကြာမှာတော့ပထမဆုံးသမီးလေး Y ဖွားခဲ့ပါတယ် Exa Dark Sidral Mask Y လို့ခေါ်ကြပါတယ်သမီးလေးကတော့ Grime ကိုယ်တိုင်ကိုဝန်ဆောင်တာမဟုတ်ပဲ တခြားအမျိုးသမီးတယောက်ရဲ့တရင်ငါပြီးမွေးခဲ့တာပါ surrogate mother လို့လည်းခေါ်ပါတယ်နှစ်ယောက်လုံးအတွက်အခြေအေးထက်အလောက်ကပိုအရေးကြီးနေတာမို့2020မှာတော့နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပါတယ် gram နဲ့အတူရှိနေစဉ်ဘသူမှမသိခဲ့တဲ့လျှို့ဝှက်ချက်ဇက်လန်တစ်ခုရှိပါတယ်။ဒါကတော့မီဒီယာတွေကလည်းအခုမှသတင်းထုတ်နိုင်တာပါ။ Gram နဲ့ဒုတိယကလေးမမွေးခင်လပိုင်းအလိုမှာပဲ Elon Musk ရဲ့ Neuralink လို့ခေါ်တဲ့ AI company ရဲ့ဝန်ထမ်း Shivon Zelis နဲ့အမွာကလေးမွေးဖွားခဲ့ပါတယ်။ ကလေးတွေနာမည်ပြောင်းလိုက်ကိစ္စနဲ့တရားရုံးမှာစတင်လို့တီးခဲ့ရတာပါကလေးတွေရဲ့ last name ကို Elon Musk ရဲ့ last name ထားပြီး middle name ကိုတော့ Zillis ထားဖို့အတွက်တင်ခဲ့တာပါ Elon Musk အလုပ်ရှုပ်လို့ရုံးမှာအိတ်တဲ့ဆိုပြီးကလေးတွေတယောက်ပြီးတယောက်ပေါ်လာနေပါတယ်ရုံးမှာဘာတွေအလုပ်ရှုပ်နေလဲမေးချင်စရာပါ2020နဲ့ Grime နဲ့ क्वे ပြီးဟီးစာအစ်တနောက်တယောက်ပေါ်လာပါသေးတယ် ။ Elon Musk ရဲ့ private jet နဲ့လိုက်ပါလာပြီးကိုယ်ဝန်ကြီးရှိနေကမျက်မှန်နဲ့ရုပ်ဖြတ်ဖို့စူးစမ်းပြီးလင်းဘောကဆင်းခဲ့တာကိုမီဒီယာတွေ့ခဲ့ပါတယ်။နောက်ပိုင်းမှာတီးလိုက်ရတာကတော့သူက Australian Minmi Natasha Bassett လို့ခေါ်ပါတယ်။သူတို့ကတော့ Elon Musk crime နဲ့ကွဲတာနဲ့စာချင်းကြတာပါ။တဲ့ရင်ဝင်မှာပြောကြတာကတော့ Natasha က Elon Musk ရဲ့အုံနောက်ကိုသဘောကျတာ။ဘဏ်အကောင့်ကိုမဟုတ်ဘူးလို့ဆိုပါတယ်။